ွားစည်းကမ်းကိုလာတဲ့လူနာတွေကိုသချင်းဆုပ်ပြရင်နာမည်ကြီးလာတဲ့စိတ်ထားကောင်းတဲ့ဆရာဝန်ဒေါက်တာအောင်မိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ပရိသတ်ကြီးကိုမိတ်ဆက်ပေးချင်တာကသွားစည်းကမ်းကိုလာတဲ့လူနာတွေအထူးသဖြင့်ကလေးငယ်လေးတွေကိုသွားမနှုတ်ခင်သချင်းလေးတွေဆိုပြပြီးတော့ကြောက်စိတ်ပြေအောင်ကုသပေးတတ်တဲ့စိတ်ထားကောင်းတဲ့သွားနေကြတွင်ဆရာဝန်တအူးဖြစ်တဲ့ဒေါက်တာအောင်မိုးရဲ့အကြောင်းပဲဖြစ်ပါတယ် သွားနာသွားကြိုက်သွားပိုးစားရလိုမျိုးသွားနဲ့ကရင်ဆိုင်ရာယောဂဝေဒနာတွေဟာလူကြီးလူငယ်ကလေးမရွေးအသက်ရွယ်မရွေးကြုံတွေ့ရနိုင်တဲ့ကျန်းမာရေးပြဿနာတစ်ခုပေါ့ဒီလိုယောဂတွေဖြစ်လာရင်သွားစည်းကမ်းကိုသွားပြဖို့ဆိုတာ အထူးသဖြင့်တော့ကလေးငယ်လေးတွေအတွက်တော့စိုးရိမ်စိမ်းနဲ့ကြောက်စိတ်ကိုဖြစ်စေတဲ့အရာတခုဆိုတော့ဘယ်သူမှညှင်းနိုင်မယ်မထင်ပါဘူး။သွားဆက်ရဲ့အတန်းစေကန်တွေကစေနန်းတွေနဲ့ထုံစေးထိုးရမှာသွားနှုတ်ရမှာကိုကြောက်တဲ့စိတ်ကလူတိုင်းလူလိုမှာရှိတတ်ကြပါတယ်။ဒါပေမဲ့ဒီကြောက်စိတ်တွေကိုနားလည်မှုအပြည့်နဲ့ကုစားပေးနေတဲ့ဆရာဝန်တဦးရှိနေပါတယ်။အခုပရိသတ်တို့မြင်တွေ့နေရတဲ့ဒေါက်တာအောင်မိုးကတော့သူ့ရဲ့စေကန်ကိုရောက်လာတဲ့လူနာတွေရဲ့စိုးရိမ်စိမ်းတွေကိုဂီတာနဲ့အတူဖြည့်ဖြောက်ပေးနေသူပေါ့။ သူဟာသွားမနှုတ်ခင်ကုသမှုမစတင်ခင်မှာကလေးလေးတွေမကြောက်အောင် လူကြီးတွေစိတ်မလုံရှားရလေအောင်ကာရာအိုကေဆက်နဲ့မိုက်ခရိုဖုန်းကိုကင်ပြီးတော့တချင်းလေးတွေကိုကိုယ်တိုင်တီဆိုပြလေးရှိပါတယ်ဒီလိုမျိုးထူးခြားပြီးတော့ကျင်နာတတဲ့သူရဲ့ကုသမှုပုံစံကြောင့်ဒေါက်တာအောင်မိုးဟာအင်တာနက်ဆာမျက်နှာတွေပေါ်မှာစိတ်ထားကောင်းတဲ့ဆရာဝင်စိတ်ရှိပြီးတော့ကျင်နာတတဲ့သွားဆရာဝင်အဖြစ်လူသိများပြီးတော့နာမည်ကျော်ကြားလာခဲ့ပါတယ်ဒီလိုလူနာတွေကိုတချင်းဆိုပြတဲ့အလေးအကျင့်လေးဘလို့စတင်ခဲ့တယ်လဲဆိုတော့ COVID-19 ကပ်ရောဂါကာလအတွင်းမှာဖြစ်ပါတယ်တောင်းနှုတ်ဖို့အတွက်အရန်ကြောင့်နေတဲ့ကလေးငယ်တယောက်ကိုချုံမုတ်ကူတိုင်းနေ င်သူ့စိတ်ထဲမှာဒီအကြံလေးကိုရခဲ့ရပါကလေးငယ်လေးကိုသစင်းဆိုပြရင်လည်းကုသပေးခဲ့ရကနေအစဉ်ပြေချုံးမွေသွားခဲ့တဲ့အတွက်နောက်ပိုင်းမှာလည်းတခြားလူနာတွေကိုပါဒီနီလန်းတို့အသုံးပြုပြီးတော့ကုသပေးဖို့ဆုံးဖြတ်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒေါက်တာအမူကအစပိုင်းမှာနိုင်ငံသားမှအခြေချဖို့ဒီအယူအချက်တွေရှိခဲ့သူပါဒါပေမဲ့သူရဲ့ဖခင်ဖြစ်သူကမြန်မာနိုင်ငံကိုမစွန့်ခွာသွားဖို့နဲ့ကိုယ်နိုင်ငံမှာပဲပြန်လည်အကျိုးပြုဖို့တိုက်တွန်းခဲ့ရာကြောင့်မြန်မာပြည်မှာပဲအခြေချဖို့ဆုံးဖြတ်ခဲ့ရာဖြစ်ပါတယ်။ နိုင်ငံသားနဲ့မြန်မာနိုင်ငံကကျန်းမာရေးဆောင်ရှားမှုပုံစံတွေကိုနှိုင်းယှဉ်လိုက်တဲ့အခါမှာနိုင်ငံသားကဆီယံဝင်တွေကလူနာတွေအပေါ်မှာအလွန်ချိုးသားစွာဆက်ဆံကြပေမယ့်မြန်မာနိုင်ငံကဆီယံဝင်တချို့ကတော့လူနာတွေပေါ်မှာမျက်နှာထားတင်းတင်းနဲ့ဆက်ဆံတော့စိတ်တူတာ တခါတည်းကမှရိုင်းပြစွာဆက်ဆံတာမျိုးတွေတွေ့ရတတ်ပါတယ်။ဒီအမြင်တွေကိုသူကပြောင်းလဲစေခဲ့ရပါ။ဒေါက်တာအမိုးကတော့သူ့စီကိုအာဂိုတခြင်းနဲ့ရောက်လာတဲ့လူနာတွေကိုစိတ်ရောကိုယ်ပါပျော်ရွှင်စေခြင်းနဲ့စံတာအပြည့်ရှိပါတယ်။သူ့ရဲ့ကိုယ်တော်မှုကြောင့်လူနာတွေယောဂပျောက်ကင်းသွားရောတာမကသူ့ရဲ့ကျင်နာမှုကြောင့်လူနာတွေစိတ်ချမ်းသာမှုကိုရရှိစေဖို့ရည်ရွယ်ပါတယ်။တခြင်းဆိုတာကလည်းသူ့အတွက်တော့ဝါသနာတစ်ခုပါ။သူဟာအနုပညာကိုမျက်နှာသူတယောက်ဖြစ်ပြီးတော့အလုပ်တွေမအားလက်လို့သာအနုပညာအလုပ်တွေကိုမလုပ်ဖြစ်တာလို့ဆိုပါတယ်။အခုတော့သူ့ရဲ့ဝါသနာနဲ့အလုပ်ကိုပေါင်းဆက်ပြီး ရော့လူနာရီရဲ့နာကျင်မှုတွေကိုသက်သာစေအောင်သာမကကျောင်းစိတ်ကိုပါပြင်ရော့စေတဲ့ကုထုံးတစ်ခုကိုဖန်တီးနိုင်ခဲ့ပါပြီ။ဒေါက်တာအမိုးရဲ့စေကန်းကိုရောက်လာတဲ့လူနာရီကတော့သူ့ရဲ့ကုသမှုအပေါ်မှာသာမကသူ့ရဲ့နှွေးထွေးကျင်လာတဲ့စိတ်ထားနဲ့လူနာရီပေါ်မှာထားတဲ့စေတနာကိုချီးကျူးမဆုံးဖြစ်နေပါတယ်။ဒီလိုစိတ်ထားကောင်းပြီးတော့လူနာရီရဲ့စိတ်ခံစားချက်ကိုနားလည်စားနာတတ်တဲ့ဒေါက်တာအမိုးလို့ဆရာဝန်ကြီးကောင်ကျမတို့မြန်မာနိုင်ငံအတွက် တကယ့်ကိုတန်ဖိုးရှိတဲ့ယတနာတွေပါပဲ။သူတို့ရဲ့လုံရက်လူတွေကသိငဲ့တယ်လို့ထင်ရပေမဲ့လူနာရီရဲ့စိတ်ထင်းမှာဂျင်းမ ာတဲ့နှစ်သိမ့်မှုနဲ့အမတ်ကြီးအကောင့်တွေကိုခြံထားနိုင်ခဲ့မှာပါပရိသတ်တွေကရောစိတ်ထားကောင်းတဲ့ဒေါက်တာအမိုးကိုဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်